ရိုက်ကထုံလို့ခေါ်တဲ့ထိုင်းလူရဲ့ရိုးရာပွဲတစ်ခုပါဗျာကျွန်တော်မြန်မာနိုင်ငံကဒဇောင်နိုင်မီထွန်းပွဲတော်နဲ့လားစရံတူပါလေခုအလားဗျာကားများရောက်ရှိလာမဲ့ရှင်းမယ်မျိုးဟောင်းရဲ့တက်ဖယ်ဂိတ်မှာတငယ်ချင်းလေးများနဲ့အတူစောင့်ဆိုင်နေကြခြင်းဖြစ်ပါလေ နိုင်ငံတကာကခရီးသွားများလဲကျွန်တော်တို့လိုပဲစုဝေးရောက်ရှိဆောင်ဆိုင်နေကြတာတွေ့မြင်ရတဲ့အတိုင်းပဲဖြစ်ပါတယ်ဗျာရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာခုလိုရာသီရောက်ပြီဆိုရင်ဖြင့်မီးထွန်းတာမီးပုံမြန်လွတ်တာမီးမျောတာအဆရှိတဲ့အလေးထားများ အတော်များများကိုတူညီကြတာကို တွေ့ရပါတယ်။သို့တော်လည်းထိုင်းနိုင်ငံမှာဖြင့်ခုလိုအလားပြရင်းနေပါလှည့်လေခြင်းကိုပါထည့်သွင်းကျင်းပခြင်းဖြစ်ပါတယ်။ ชียงใหม่ขอนําทุกท่านเข้าสู่ปรากฏการณ์แห่งตํานานขบวนกระทงใหญ่มจาธิมีก็กวนลนตั้วเกเรท้ายเบยมะยี่โกกงปิゅท้าเดအလပြရင်တစည်းဖြစ်ပါတယ်ဗျာအလပြရင်အသီးသီးဟာဆိုရင်ဖြင့်လဲအသွင်းတဏမျိုးစုံ အယောင်သွေးအဖုံဖုံမိအလှဆင်ပုံကလည်းနီးပေါင်းစုံနဲ့ကြည်ရှုသူပြိသက်တို့ရဲ့အမြင်အာရုံကိုဖန်ဆားထားနိုင်ကြပါတယ်ဗျာဒီမြင်ကွင်းတွေကိုမြင်ရတဲ့မောင်စင်းအဖို့တော့လွန်ခဲ့တော့နှစ်ပေါင်း90ကျော်မောင်စင်းအသက်73နှစ်အရွယ်ကကြုံခဲ့ရတဲ့မန်းတကြံရဲ့ညရီကိုပြန်ပြောင်းတော့ လွမ်းမောတတာရပါတယ်ဗျာမကြာသေးခင်ကကွယ်လွန်တိမ်ပါစွာရှာတဲ့ထိုင်းဘီယမာကြီးအတွက်အမတ်တရလဲ့လေလာတဲ့အဖွဲတစ်ခုပဲဖြစ်ပါတယ်ဗျာ။ ในวักระทงประกอบด้วยภูมิล้านนาซึ่งคำว่าโทชาวล้านนาจะออกเสียงว่าโกงหมายถึงประดับตกแต่งด้วยซุ้มประตู รวมถึงบุษบกที่ประดิษฐานพระเกศแก้วจุลามณีนั่นเอง ตามความเชื่อของชาวล้านนา ครั้งหนึ่งในชีวิตอยากไปไหว้พระเกศแก้วจุลามณีซึ่งก็ ိုင်းတို့ရဲ့ရိုးရာတေးဂီရသံတီးသီးကလည်းကြည်ရှုနာဆင်သူတွေဖို့မြင်ခွင်းတဲ့ဂီတပနာရလာပါတယ်ဗျာထိုင်းနိုင်ငံမြောက်ပိုင်းက ရိုးရာဂီတသံနေဖြစ်ပါတယ်ဗျာကျွန်တော်တို့နိုင်ငံကရှမ်းပြည်နယ်ကရှမ်းလူမျိုးတို့ရဲ့ရိုးရာဒိဂီတသံတွေကိုလည်းအမှတ်ရစရာဖြစ်ရပါတယ်အလှပြရင်တွေကိုချီးရှူအားပေးပြီးတဲ့နောက်မှာတော့မိမျောပွဲရှိရာကိုသွားဖို့ကျွန်တော်တို့တငယ်ချင်းလေးများတစုတန်းလျှောက်ကြပါတယ် မိမျောပွဲချင်းပါရနေရာကိုရောက်ပြန်တော့မိမျောပွဲကပြီးသွားခဲ့ပါပြီဗျာအားလုံးလည်းခြေကုန်လက်ပန်းကျလို့နေရှာပါပြီချစ်ရှုသူမိတ်ဆွေအပေါင်းတို့လည်းတစောင်းတိုင်းခါသမယမှာကျမ်းမှာဘေးကင်းကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ဗျာ